ြန်မာငွေ2000နီးပါး USD အနေနဲ့ဆိုရင်5ဒေါ်လာကျွန်တော်ပတ်စံထုတ် UPP ဖြစ်တဲ့ APP လေးတစ်ခုကိုပျော်ပြပေးမှာဖြစ်ပါတယ်ပတ်စံထုတ်ဖို့ PayPal account မရှိဘူးဆိုရင်လည်းပဲကျွန်တော်စီမှာ KB WePayDo နဲ့ပတ်စံတရိပ်လာထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ပတ်စံပြန်လည်းထုတ်ပေးနေတာပဲဖြစ်ပါတယ်ပေါ့နော်ပတ်စံထုတ်မယ်ဆိုရင်ကျွန်တော်ရဲ့ Telegram channel လေးကိုစစ်သွယ်ပြီးတော့ကျွန်တော်စီမှာတရိပ်မြန်မာငွေ KB WePayDo နဲ့လာထုတ်လို့ရမှာဖြစ်ပါတယ် Okay ဒီ APP လေးကိုကျွန်တော် ို့ဘလို့တောက်လို့ဆွဲပြီးတော့ဘလို့ကစားမလဲပတ်စပ်ဘလို့ထုတ်မလဲဆိုတော့လေးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အစိုက်လေးလုပ်ပြီးတော့အဆုတ်ထိလိုက်ပါကြည့်စုတော်လဲရအောင်ပါတော့ โอเคကျွန်တော်ကိုတိုင်ပေါ့နော်မြန်မာငွေ2000နီးပါး USD အနေနဲ့ဆိုရင်5ဒေါ်လာကို ကျွန်တော်ပတ်စံထုတ်ယူပြီးပြပဲဖြစ်ပါတယ်โอเคဒီ APP လေးကောင်းဆိုရင်ပေါ့နော်ကျွန်တော်တို့ Tili Click ဆိုတဲ့ APP လေးပဲဖြစ်ပါတယ်ဒီ APP လေးကိုဖုန်းထဲမှာစီးတဲ့ပူပီအနေနဲ့ပေါ့နော် US နိုင်ငံမှာထားပြီးတော့ကျွန်တော်တို့ဒီ Play Store မှာအလွယ်တကူတွားဒေါင်းယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ပူပီလေးတကူခံပြီးတော့ Play Store မှာတွားဒေါင်းလိုက်ပြီးဆိုကျွန်တော်တို့ကဒီ Tili Click ဆိုတဲ့ APP လေးရလာမှာပဲဖြစ်ပါတယ်ရလာပြီးဆိုကျွန်တော်တို့ဒီကောင်လေးထက်ကိုတက် ြေဝေလိုက်ပေါ့နော်ဒီ April 4ထဲမှာဆိုကျွန်တော်တို့ဒီပတ်ဆက်ထုတ်ယူလို့ရမယ်နေရာကတော့ပေါ့နော်နှစ်နေရာစီမှာဖြစ်ပါတယ်ပထမတနေရာကတော့ကျွန်တော်တို့ဒီဂိတ်လေးတွေကိုကစားပြီးတော့ပေါ့နော်10ဒေါ်လာနီးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒုတိယတနေရာကဆိုရဲကျွန်တော်တို့ invite fee လုပ်ပြီးတော့ပေါ့နော်2ဒေါ်လာနီးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဆိုရဲ invite fee လုပ်ပြီးတော့ပေါ့နော်9ဒေါ်လာကျွန်တော်ထုတ်ယူပြီးပြီပဲဖြစ်ပါတယ်ဒီအပေါ်မှာဆိုရဲကျွန်တော်ထုတ်ယူထားတဲ့ဒီပမာဏလေးကိုကျွန်တော်တစ်ချက်ပြမှာပေါ့နော်ဒီမှာဆိုရဲ level ဆက်ဆက်ပူလီဆိုပြီးတော့ ော့ပြောင်းနေပြီဖြစ်ပါတယ်ကျွန်တော်ဒီငေါတဖို့လောက်ကိုပုံတော့ကျွန်တော်ထုတ်ယူခဲ့တယ်ပုံတော့မနေထုံညနေရောက်ပါတယ်ပုံတော့အရန်ကိုမြန်ဆန်ပါတယ်ပတ်ဆက်ထုတ်ရမှာဆိုရင် okay ဒီ app လေးကိုကျွန်တော်တို့ဒီ gate လေးတွေကိုဘယ်လိုကစားမလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ် ပထမတစ်ခုကဆွဲကျွန်တော်တို့ဒီ place ဆွဲနေရာလေးပေါ့နော်ဒီဒုတိယတစ်ခုကဆွဲကျွန်တော်တို့ဒီအပေါ်က AAD gate ဆွဲနေရာလေးပေါ့နော်တတိယတစ်ခုကဆွဲကျွန်တော်တို့ဒီ spare လေးတွေလှည့်လို့ရမယ့် reward ဆွဲနေရာလေးကိုကျွန်တော်တို့အလုပ်လို့ရမှာပေါ့နော်ဒီ place ဆွဲနေရာလေးကိုကျွန်တော်တို့နှိမ့်လိုက်တဲ့အခါမှာဆိုရင်သူပေးထားတဲ့ဒီ gate လေးတွေကိုကျွန်တော်တို့ကကစားပေးရမှာဖြစ်ပါတယ်ပေါ့နော်ကစားမဲ့ဆိုရင်ပူပေလေးတစ်ခုတော့ခံထားပို့လို့လုပ်ပါလေပူပေခံထားမှသာကျွန်တော်တို့ကဒီ gate လေးတွေထဲကနေပေါ့နော် အပွေပြေခံထားမှတော့ပေါ့နော်ကျွန်တော်တို့ဂိတ်လူတွေကစားပြီးတော့ရရှိလာတဲ့ quality တွေကိုကျွန်တော်တို့ကအလွယ်တကူပြန်ယူလို့ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီဂိတ်လေးကိုကျွန်တော်တပွဲပြအောင်ကစားလိုက်မှာပေါ့နော်နောက်ပြီးဆိုရင်ကျွန်တော်ပတ်စံထုံလေးတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ခေပေးဝေပေးတွေနဲ့ဘလို့မြန်မာဝေပြန်ချိန်ရလဲဆိုတော့လေးကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကစားလိုက်တဲ့ခဲလေးတွေကအနက်ရရှိသွားတဲ့ဆိုရဲကျွန်တော်တို့က꽌လေးတွေကိုပေါ့နော်ဒီအောက်မှာကလေးဆွဲနေရလေးကျွန်တော်တို့ဒီငေါဆော့တီကိုကျွန်တော်တို့ရယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ကြုံညာလေးတွေကြည့်ပြီးတော့ငေါဆော့တီကိုရယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီအောက်ကဒီ normal လေးကိုမှနှိမ့် လဲပြီးတော့ပေါ့เนาะကျွန်တော်အမြန်သွားလိုက်ပါမယ်။ Okay ကျွန်တော်တို့ဒီထက်ကနေဒီ PayPal account မရှိတဲ့သူတွေဆိုရင်ပေါ့เนาะ KB ဝေပြီးတော့ねဘယ်လိုပြန်ချိန်မလဲပေါ့เนาะပြန်ချိန်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်သူပေးထားတဲ့ပမာဏကိုကျွန်တော်တို့ကပြီးအောင်ကစားပေးရမှာဖြစ်ပါတယ်။ဒီလိုသူပေးထားတဲ့ပမာဏကျွန်တော်တို့10ဒေါ်လာပြီးသွားတဲ့တကယ်လို့ပေါ့เนาะ gate show လို့ကျွန်တော်တို့ဒီဒီ app လေးထဲမှာဆိုရင်ပေါ့เนาะ gate show တဲ့သူဆိုရင်ကျွန်တော်တို့10ဒေါ်လာပြီးတာ ਨੇ ပတ်စာစတင်ထောက်ယူလို့ရမှာဖြစ်ပါတယ်။ဒီလိုထောက်ဖို့ဆိုရင်ကိုလူတို့အနေနဲ့ပေါ့เนาะ PayPal account မရှိဘူး ဆိုရင်တကယ်လို့ KPWB တို့နဲ့တိုင်းရင်းမြန်မာဝင်ချိမ့်မဲ့ဆိုရင်ကျွန်တော်စီကိုတိုင်းရင်းစစ်တွယ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram Channel လေးကိုလာပြီးတော့ကျွန်တော်ကိုတိုင်းရင်းစစ်တွယ်ပြီးတော့ကျွန်တော်စီမှာ KPWB တို့နဲ့ပတ်ဆက်လာထုတ်လို့ရမှာဖြစ်ပါတယ် Okay ဒီလိုထုတ်ဖို့ဆိုရင်ကျွန်တော်တို့ပထမဆုံးကျွန်တော်တို့ကဒီနေရာလေးမှာ10ဒေါ်လာပြီးသွားတဲ့အခါမှာဆိုရင်ပေါ့နော်ဒီအောက်က10ဒေါ်လာလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီအောက်ကချဲအောင်ဆိုရင်နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီ PayPal လောက်မှာဖွင့်ရသေးတဲ့ Gmail နဲ့ချိတ်ထုတ်လိုက်ပေါ့နော် PayPal ဖွင့်ရသေးတဲ့ Gmail နဲ့ချိတ်ထုတ်လိုက်ပြီးဆို ဲ့ကျွန်တော်တို့ရဲ့ဒီ Gmail account တွေထက်ကိုဒီလိုစာလေးကြလာမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ9ဒေါ်လာထုတ်ထားလာလေးကဆိုရဲ့ကျွန်တော်ရဲ့ဒီ Gmail account တွေထက်ကိုဒီလိုစာကြလာတာဖြစ်ပြတယ်ဗောနောဒီလိုစာကြလာပြီဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကို subscribe ဆော့ရိုက်ပြီးတော့ပေါ့နော်ကျွန်တော်ကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့ဒီကောင်လေးကိုလာပို့ပြီးတော့ပတ်စံထုတ်ယူချည်တယ်ဆိုပြီးတော့လာပြောလိုက်ပေါ့နော်ဒီလိုလာပြောလိုက်ပြီဆိုရင်ကျွန်တော်ကပတ်စံ KB ဝေဘီတို့နဲ့ထုတ်ပေးမှာဖြစ်ပါတယ် โอเคဒီ app လေးကဆွဲလောက်ဝတရားရခိုင်းလို့ပေးတယ်ပေါ့နော်ဒါကြောင့်မလို့အခုပဲ download ဆွဲပြီးတော့ကစားလိုက်ဖို့အကြံပေးခြင်းပါတယ်ပထမဒုတိယတနည်းကဆွဲကျွန်တော်တို့ဒီ app 5 play လောက်ပြီးတော့ပေါ့နော်ဒီ ့2ဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။အဲ five flame လောက်တာတော့ကျွန်တော်တို့ဒီလွယ်တယ်ပေါ့နော်။အလုံးကြီးပေါ့နော်ကျွန်တော်တို့ဒီမှာဆွဲဝေ loss နဲ့နေရာလေးကိုတစ်ချင်းနှိမ့်လိုက်မယ်ဆိုရင်ဒီမှာဆွဲ2ဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။ five flame လောက်တဲ့တူတွေဆိုရဲပေါ့နော်။ okay ဒီမှာဆိုရင်ကျွန်တော်ကဒီ9ဒေါ်လာကိုကျွန်တော်ကဒီအရေကကျွန်တော်ထုတ်ခဲ့ပူးတဲ့ပေါ့နော်။9ဒေါ်လာဒီမှာဆွဲ successfully ဖြစ်နေပြီပဲဖြစ်ပါတယ်။တကယ်လို့ five flame လုံးနိုင်တဲ့တူတွေဆွဲကျွန်တော်တို့က2ဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်။တကယ်လို့ပြပကမစစ်ဘူးဆွဲလဲပဲဒီ KB ပေးဝီဗီဒီယိုနဲ့တိုင်းနမောင်ငယ်ချိန်မဲ့ဆိုရင်ဒီ Gmail နဲ့ကျွန်တော်တို့ပတ်စာချိန်ထုတ်လိုက်ပေါ့နော် Gmail ထဲကိုကျွန်တော်တို့ကဒီလိုစာလေးဝင်လာပြီဆိုရင်ကျွန်တော်စကူတန်းရဲ့စစ်တွေပြီးတော့ KB ဝီဗီဒီယိုနဲ့ပတ်စာပြန်ထုတ်လို့ရမှာဖြစ်ပါတယ်။ Okay နောက်တစ်ဗီဒီယိုမှာဒီလိုတရားရခိုင်နှုန်းပေးတဲ့ APP တွေနဲ့ကျွန်တော်တို့ပြန်လည်ဆောင်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။